ဆိုတော့အားလုံးမင်္ဂလာပါကျွန်တော်နာမည်ဇော်ရပါဒီနေ့မှာတော့ကျွန်တော်တို့ unit 33ကိုရောက်လာပြီဒီမှာ academic writing number 2ပေါ့နော် so academic writing number 2ပြီးတော့ကျွန်တော်ပြောမှာဆိုတော့ဒီမှာဘာပြောတော့လဲဆိုတော့ structuring an argument ကျွန်တော် structure တဲ့ပြဖွဲ့စည်းတိစောက်ခြင်းပေါ့နော်ဆိုတော့ argument တစ်ခုဖွဲ့စည်းတိစောက်ခြင်း ਨੇ organizing the text text တွေကိုကျွန်တော်စုစည်းမယ် here are some useful qualifications for organizing one's arguments ကြောက်ရွံ့ argument ကို organize လုပ်ဖို့အတွက်သုံးဝင်တဲ့ qualification တွေအချို့ပါတဲ့ဒီမှာ adverbs in english fall into two main categories so english မှာ adverb က category အမျိုးစနစ်ခုကွဲသွားပါတယ်တဲ့ those and in ly ly နဲ့စုံတဲ့ဒီ adverb တွေ and those with with other and in the ခြားသောစကားလုံးတွေနဲ့စုံတဲ့အဲ့ဒီ you know adverb တွေပေါ့နော်တချို့တချို့က adverb နဲ့စုံတယ်တခြားတွေကတခြားစကားလုံးနဲ့စုံတယ်ပေါ့နော်ပုံစံနှမျိုးနဲ့ရှိပါတယ်တဲ့ in this chapter ဒီ chapter မှာဆိုလို့ရှိရင် i draw a distinction between societies where democracy has developed and developed slowly and those where it came about quickly or suddenly ဘာပြောလဲဆိုလို့ရှိရင်ဒီ chapter မှာဆိုလို့ရှိရင်တဲ့ကျွန်တော်ကတဲ့ဖွဲ့ဒီ क्वे ပြချနာမှုကိုဖော်ပြပါတယ်တဲ့ societies where democracy has developed slowly သူတို့ society တွေအဲ့ society မှာဆိုလို့ရှိရင် democracy ကတိုးတက်မှုကနှေးကွေးတယ် and those where it came about quickly or suddenly ရုတ်တရက်ဆန်ဆန်သို့မဟုတ်မြန်မြန်ဆန်ဆန်ရောက်ရှိလာတယ်ဆိုတော့ဒီမိုကရေစီမြန်မြန်ဆန်ရောက်ရှိလာတဲ့နေရာတွေနဲ့ဆိုဒီအဖွဲ့အစည်းလူမှုအဖွဲ့အစည်းတွေနဲ့ဒီမိုကရေစီနေ့ကွဲဆိုရောက်ရှိလာတဲ့ဒီမိုကရေစီဒီလူမှုအဖွဲ့အစည်းတွေအကြောင်းကိုကျွန်တော်ကဒီမှာကွဲသူတို့တွေကွဲပြားခြားနားမှုကိုကျွန်တော်ကဒီဖော်ပြထားပါတယ်တဲ့ဖော်ပြထားပါတယ်တဲ့ draw a distinction between ဆိုပြီးတော့ကွဲပြားခြားနားမှုဖော်ပြတယ်ပေါ့နော်ဒါကတော့ but that may we also need to take into consideration the economic history of latin america as a, as a whole ဆိုတော့ take you know take into consideration အဲ့ဒီအတိတ်ပဲအထက်စဉ်းစားတာပေါ့နော်ကျွန်တော်ထက်ဒါကိုလည်းထက်စဉ်းစားဖို့လိုအပ်ပါတယ်တဲ့ဘာလဲဆိုတော့ the economic so economic history of latin america as a whole so as a whole အတိတ်ပဲတစ်ခုလုံးဆိုတော့ latin america ရဲ့ဒီစီးပွားရေးတမိုင်းတစ်ခုလုံးကိုလည်းပဲထက်စဉ်းစားဖို့လိုအပ်ပါတယ် latin america ရဲ့စီးပွားရေးတမိုင်းတစ်ခုလုံးကိုလည်းထက်စဉ်းစားဖို့လိုအပ်ပါတယ်တဲ့နောက်တစ်ခု later နောက်ပိုင်းမှာ i shall make reference to the work of george g ဖာလ်မီတာဖာလ်မီတာဂျော်ဂျီဖာလ်မီတာအမ် a leading figure in the field of zoology a leading figure in the field of geology တော့ဖာလ်ဂျော်ဂျီဖာလ်မီတာဘာတူလဲပေါ့နော်သူကတော့ဒီ zoology အဲနေပြည်တော်ဆိုလို့ရှိရင်တော့အရင်အရေးပါတဲ့ပုံကတရားပေါ့နော်အရေးပါတဲ့ပုံကတရားဖြစ်ပါတယ်တဲ့ ဆိုသူကိုလည်းပဲကျွန်တော်က reference ယူမယ်တဲ့ I will I, I shall make reference to the work of Georgi Palmeter Georgi Palmeter ကိုလည်းသူရဲ့ဒီအလုပ်နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော် reference ယူမှာဖြစ်ပါတယ်တဲ့နောက်က chapter 3 chapter 3မှာဆိုလို့ရှိရင်ね and rises important chapter 3 rises important questions about the need of transport planning in rapidly growing urban environments အလိမ်မြန်တိုးတက်နေတယ်အလိမ်မြန်တိုးတက်နေတဲ့မြို့ပြ ပတ်ဝန်းကျင်မှာတဲ့မျိုးပြပတ်ဝန်းကျင်မှာတဲ့ကျွန်တော်တိုင်ပို့ဆောင်ရင်စီမံမှုနဲ့ပတ်သက်တဲ့လိုအပ်ချက်တွေအကြောင်းကိုတဲ့အာအရေးကြီးတဲ့ question တွေမြင်ဒီပေါ်ပေါက်လာပါတယ်တဲ့ transportation တွေရဲ့လိုအပ်တာနဲ့ပတ်သက်တဲ့အရေးကြီးတဲ့ question တွေပေါ်ပေါက်လာပါတယ်တဲ့ဒီမှာလေ urban area urban environment အဲဆိုမျိုးပြပတ်ဝန်းကျင်လို့ပြောတာမျိုးပြတဘောပတ်ဝန်းကျင် rapidly ကနှိမ့်နှိမ့်မြန်မြန် it also touches on issues such as pollution အချင်းချုပ်ပြောရမှာဆိုလို့ရှိရင်เนาะတဲ့ဥမာဟို pollution လို့ဟာမျိုးတဲ့ touches on issues touches on issue တွေပဲနော်အချင်းချုပ်ပြောရမယ်ဆိုလို့ရှိရင် such as pollution pollution အာညဉ့်မှုလိုရမျိုးတဲ့ဆို air pollution water pollution အစရှိတွေပေါ့နော်ဒါမျိုးပြောတာ touches on issue အချင်းချုပ်ပြောရမယ်ဆိုလို့ရှိရင်အတူချုပ်ပြောရမယ်ဆိုလို့ရှိရင်နောက်တစ်ခု this chapter ဒီ chapter က makes a case for we examine the assassinations of president kennedy in the light of evidence which has emerged since 1963 so make a case for တဲ့ပဲအခိုင်အမာပြောဆိုတာပေါ့နော်ဒီ chapter ကအခိုင်အမာပြောဆိုပါတယ် re examine examining ပြန်လည်စစ်ဆေးဖို့ the assassination of president kennedy president kennedy ရဲ့လောက်ကျန်တပ်ဖြတ်မှုနဲ့ပတ်သက်ပြီးတော့ president kennedy ရဲ့လောက်ကျန်တပ်ဖြတ်ခြင်းခံရမှုနဲ့ပတ်သက်တဲ့ပြန်လည်စစ်ဆေးမှုကိုတဲ့အခိုင်အမာပြောဆိုပါတယ်တဲ့အဲ့ဒါဘယ်တော့မှဖြစ်ခဲ့တာလဲ in the light of evidence the the ထောက်ထားတွေကိုစဉ်းစားရင်တဲ့ which has emerged since 1962ထောက်ကို63ခုနှစ်ကပေါ်ပေါက်လာတဲ့ ဒီအထောက်အထားတွေကိုစဉ်းစားရင် President Kennedy ရဲ့လှုပ်ပြန်တက်ပြခုနဲ့လှုပ်ပြန်တက်ပြခုကိုပြန်လည်စစ်ဆေးဖို့အခိုင်အမာပြောဆိုပါတယ်တဲ့ပြန်လည်စစ်ဆေးဖို့အခိုင်အမာပြောဆိုပါတယ်တဲ့ဟုတ်ပြီနော်အီမတ်ကပေါ်ပေါက်လာတာကြော်ကြားလာတာဆိုတော့1963ခုနှစ်ကပေါ်ပေါက်လာခဲ့တယ် and စဉ်းစားပေါ်ပေါက်လာခဲ့တဲ့ evidence စဉ်းစားကြရှိတဲ့စဉ်းစားရမယ့် evidence တွေထဲမှာ president kennedy ရဲ့ ုတ်ပြန်လုတ်ကြံတပ်ဖြတ်ခြင်းခံရတဲ့အကြောင်းအရာကိုပြန်လည်ဆန်းစစ်ဖို့ဒီ chapter ကခိုင်မာပြောဆိုပါတယ်တဲ့ဟုတ်ပြီနော် assassination လုတ်ပြန်လုတ်ကြံတပ်ဖြတ်ခြင်းခံရတာဆို president kennedy ကလုတ်ကြံခံရရတာဟုတ်တယ်နော်နောက်တစ်ပိုင်းဆက်သွားမယ်နောက်တစ်ပိုင်းကကျတော့ reinforcing argument so အားပေးထောက်ခံတဲ့ argument argument ပေါ့နော်အားပေးထောက်ခံတဲ့ argument ကိုခေါ်တယ် look at these extras extra အကြောင်းချင်းမှာပြောခဲ့ဘူးကစာပိုက်လေးတွေခေါ်တာ So the extra the extra teaching made from university lectures and know the collocations. Tagro lecture again, if you don't, Tagro lesson in any bureau, not if you don't, collocation of my time. Many studies have attempted to assess the significance of significant, significant of diet in the in the prevention of cancer. So assess the debate, to chat a debate. So many studies, two things, don't hold Lila Miazuga have attempted. စူးစမ်းခဲ့တယ်ပေါ့နော် to assess the significance of diet um အကဲပြတ်ဖို့သို့မဟုတ်အတွက်ချက်ဖို့အစာတောက်ရဲ့အရေးပါမှုနဲ့ပတ်သက်ပြီးအစာတောက်ရဲ့အရေးပါမှုနဲ့ပတ်သက်ပြီးတော့တွက်ချက်ဖို့အကဲပြတ်ဖို့ဒီဒိနာမှုတော်များများကစူးစမ်းခဲ့ပါတယ်တဲ့ in the prevention of cancer cancer ယောဂကိုကြိုတင်ကာကွယ်ခြင်းနဲ့ပတ်သက်ပြီးပတ်သက်ပြီးတော့ကြိုတင်တားဆီးခြင်းနဲ့ပတ်သက်ပြီးတော့ ချိုးဒီအဒီအကန်ဆာယောဂအောင်ချိုးဒီတာတဲ့အသားရှိနေပတ်သက်ပြီးတော့အစားအသောက်အရေးပါမှုအကြောင်းကိုချင်းချင်းတွက်ဆက်ဖို့လေ့လာမှုတော်တော်များများကကြိုးစားခဲ့ပါတယ်တဲ့ဟုတ်ပြီနော်အခုကျတော့ and worst of lays emphasize emphasis on examine examining the vital first 3 years of a child's development emphasis so lay emphasis ရတဲ့ဘက်ကအသားပေးတာအလေးထားတာ so what's worst of ဆိုတဲ့အမျိုးသမီးရတဲ့ အလေးသားပါအလေးထားပါတယ် examining the vital first ပထမအဦးဆုံး um အရေးပါဒီ examining the the vital first 3 years of a child development อืมပထမ3နှစ်ကလေးတရားရဲ့အဖွံ့အဖြိုးတိုးတက်မှုရဲ့ပထမ3နှစ်ကတဲ့ပထမ3နှစ်ကိုစစ်ဆန်းစစ်မှုစမ်းစစ်မှုနဲ့ပတ်သက်ပြီးတော့ပထမ3နှစ်ပါပထမ3နှစ်ကိုစမ်းစစ်မှုက အရေးကြီးတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့သူကအလေးထားအသေးထားပါတယ်တဲ့အလေးထားအသားပေးပြီးတော့ပြောပါတယ်တဲ့ ဝတ်ဝတ်စတော့ကတော့အလေးပေးအာလေအလေးထားပါတယ်အသားပေးပါတယ်တဲ့ဆိုတော့ကလေးတယောက်ရဲ့အကြည့်ဖွင့်ပြတိုးထွင်းမှုနဲ့ပတ်သက်တဲ့ပထမအသုံးနှစ်ကအရေးပါတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးပြောမယ်နော် vital ကတည်းပဲအရေးပါတာဆို3 years a first 3 years of a child's development ကပထမကလေးတယောက်ရဲ့ပထမအသုံးနှစ်ဖွင့်ပြတိုးထွင်းမှုဟုတ်ပြီနော်နောက်တစ်ခါကျ these statistics lent lead support to the view that attitudes to the environment are changing fundamentally อืมဘာပြောလဲဆိုလို့ရှိရင်အခြေခံအား fundamentally အခြေခံအားဖြစ်ပေါ့နော်အခြေခံအားဖြင့်ねပြောင်းလဲနေတဲ့သဘာဝပတ်ဝန်းကျင်သဘာဝပတ်ဝန်းကျင်ပုံမှန်ထားတဲ့သဘောထား the attitude to the environment ဒီသဘာဝပတ်ဝန်းကျင်ပုံမှန်ထားတဲ့သဘောထားအာ changing fundamentally အခြေခံအားဖြင့်ပြောင်းလဲနေပါတယ်တဲ့ ဆိုဒါအောက်ပိုင်းပေါ့နော်အပေါ်မှာပြောတာက the statistics lead support to the view um ဒီကိန်းကနချက်လက်တွေကတဲ့ဥတီနေပါတယ်တဲ့ support to the view တဘောတာရှူထောင့်ကိုတဲ့ထောက်ထောက်ပံ့ပေးဖို့ထောက်ခံပေးဖို့ဥတီနေပါတယ်တဲ့ဘယ်တဘောဘလို့တဘောကားမျိုးပြောတာလဲ so the attitude the attitudes that environment to an attitudes to the environment တဘောပုံဝင်ခြင်းနဲ့ပတ်သက်တဲ့တဘောထားမျိုး နော်သဘောထားမျိုးအဲ့ဒါညာအဲ့ဒါကအခြေခံအဖြစ်ပြောင်းလဲနေတယ်ဆိုအခြေခံအဖြစ်ပြောင်းလဲနေတဲ့တဘာဝပုံဝင်ကြည့်ပုံမှာထားတဲ့သဘောထားတွေကိုဟိုသဘောထားဒီသဘောထားတွေကပြောင်းလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီကိန်းကဏအချက်လက်တွေကအာ support လုပ်နေပါလေပေါ့နော် support လုပ်နေပါလေတဲ့ဒါမျိုးပြောတာဒီဒီကောင်ကဒီ academy english ပြောတဲ့အတိုင်းပဲပုံမှန် general english set တော့နည်းနည်းလေးရှုပ်ထွေးတယ်ပေါ့နော်ပြန်ရတာအဲ့လိုကြီးအရင်လိုမနေဘူးနောက်တစ်ခါကျတော့ some uh, economics. The children, so economic opinion we got it. Hold firmly to the brief belief. Hold firmly to the belief that a certain level of unemployment is inevitable. Akaima Yongji hold firmly to the belief. Akaima Yongji that. So the CY opinion, Akaima Yongji that a certain level of unemployment is in you know inevitable an unemployment လုံးလက်မဲ့ဖြစ်တဲ့ level တခုပေါ့နော်အတိုင်းလာတခုကတဲ့ရှောင်လွှဲလို့မရနိုင်ဘူးအမြဲတမ်းလူတွေအားလုံးကအလုံးလက်မဲ့အလုပ်တွေရှိနေမှာမဟုတ်ဘူး level တခု opposite တစုကတော့ unemployment ဖြစ်နေအောင်ပါပဲသူတို့ကခိုင်မယုံကြည်ကြတယ်ပေါ့နော်ဒါမျိုးနဲ့ပတ်သက်ပြီးတော့နောက်တစ်ခုဆက်သွားမယ်နောက်တစ်ခုကကျတော့ more qualification for referring to argument argument တခုကိုနှိုင်းရှင်တာနဲ့ပတ်သက် refine လောက်တာနဲ့ပတ်သက်ပြီးတော့ collocation နောက်ထပ် collocation အချို့တဲ့ညှိုးဆိုတာနဲ့ပတ်သက်ပြီးတော့နောက်ထပ် collocation အချို့ပါတဲ့ so the book the eyes of the universe the eyes of the universe ဆိုတာက draws an analogy draws an analogy အတိပ္ပာယ်နှိုင်းရှင်ပါတယ်ဆို analogy အတိပ္ပာယ်ကဘာလဲဆိုလို့ရှိရင်ဘဏ္ဍာဘမှာတူညီတဲ့အရာတွေကိုအချိန်ခံပြီးတွေးတော့တာ ဘန်နဖက်ရှိတဲ့အခါမှာနိုင်ရှင်မှုတစ်ခုလောက်တဲ့အခါမှာဒါတူညီတဲ့အချက်လက်တွေကိုအခြေခံပြီးတော့စဉ်းစားလာအဲ့ဒါမျိုးကျွန်တော် analogy လို့ခေါ်တယ်ဆက်ဒီမှာပြောလဲသူကဒီဆိုနိုင်ရှင်ပါတယ်တဲ့နိုင်ရှင်ပါတယ် between the part of the universe and a lottery 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 နဲ့ universe ရဲ့မွေးဖွားလာမှုနဲ့ကြားထဲမှာတဲ့သူကနိုင်ရှင်ပါတယ်တဲ့ lottery ကကျွန်တော်တို့သိရတာပါလဲကျွန်တော်တို့သိတာပါလဲဆိုရင် T ကိုပြောတာဟုတ်တယ်နော် ထိနေဒီမှာ universe မွေးဖွားလာမှုနဲ့ဂျားတဲ့ကဂျားတဲ့မွေးဖွားလာမှုနဲ့ပတ်သက်ပြီးတော့သူကအနိုင်ရှင်ကြအနိုင်ရှင်နိုင်ရှင်ထားပါတယ်ဒီစာအုပ်က it also draws parallels so ဒီမှာလည်းသူနိုင်ရှင်တာမြေ parallel တဲ့ပဲသူကလည်းပြီးတော့တပြီးတော့နိုင်နိုင်ရှင်ထားပါတယ် between the formations of new stars and the bud of and the bud and dead of flowers ပန်းပွင့်နေရဲ့ပွင့်ခြင်းနဲ့သေဆုံးခြင်းပန်းပွင့်နေရဲ့ပွင့်ခြင်းသေဆုံးခြင်းနဲ့ကျဲအစ်စ်တီ ဖြစ်ပေါ်လာခြင်းကျဲအစ်စ်တွေဖြစ်ပေါ်လာခြင်းနှစ်ခုဒီနှစ်ခုကိုလည်းပဲသူကနှာရှင်ထားပါတယ်တဲ့ပန်းနေဖြစ်ပေါ်လာတာပန်းနေပွင့်နေပြီးတော့တည်သွားတယ်ညှိုးသွားတယ်ပေါ့နော်ပြီးတော့အဲ့ဒါနဲ့အတူကျဲအစ်စ်တွေဖြစ်ပေါ်လာတာနဲ့ပတ်သက်ပြီးတော့ကျဲအစ်စ်တွေအဖွဲ့စည်းပုံနဲ့ပတ်သက်ပြီးတော့လည်းသူကနှာရှင်ထားပါတယ်တဲ့ So it presents the uh, the case for a complete rethinking of how we understand space. So ဘာပြောရလဲဆိုတော့ it present it present it present the case for အတိပဲကကျွန်တော် provide evidence လို့ခေါ်တယ်အဲ့ဒါဆိုတော့သူကအဲ့ဒါကသူကအထောက်အထားပေးပါတယ်တဲ့ a complete ပြီးပြီးဆုံးနဲ့ပြန်လည်စဉ်းစားမှုတစ်ခုကိုထောက်ထားပေးနေတယ်တဲ့ဘာဘာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြန်လည်စဉ်းစားရမှာလဲ how we understand speech အာဂတာကိုကျွန်တော်တို့ဘလို့နားလေတာလဲဆိုတော့နဲ့ပတ်သက်ပြီးတော့ဟုတ်ပြီနော်အာဂတာကိုကျွန်တော်တို့ဘလို့နားလေတာနဲ့ပတ်သက်ပြီးတော့ပြီးပြီးဆုံးနဲ့ပြန်လည်စဉ်းစားမှုတစ်ခုကိုစဉ်းစားဖို့တော့ ထိထောက်ထားပေးနေပါတယ်တဲ့ပြီးတော့ဆက်ပြောတာက the author patrick rivers put forward puts forward the argument that the universe is as it is because we humans are here looking at it put forward the argument သူကဘာပြောလာလဲဆိုတော့ဆိုအဆိုပြုတင်ပြပါတယ်တဲ့ argument တစ်ခုကိုအဆိုပြုတင်ပြတယ်တဲ့ that ဘာဘာအဆိုပြုတင်ပြတဲ့ argument ဘာလဲဆိုတော့ the universe စัจ java ကြီးကတဲ့ as it is သူ့အတိုင်းပဲရှိနေတာတဲ့ because ဘာကြောင့်လဲဆိုတော့ we human are ကျွန်တော်တို့လူသားတွေကတဲ့ here ဒီနေရာမှာ looking at အဲ့ဒါကိုကြည့်နေလို့ပါတဲ့ university ကိုကြည့်နေလို့တဲ့သူလည်းသူရှိနေရပေါ့နော်ပြီးတော့ the author takes up the mode adopt the positions ဆိုင်ဆရာဘာဆက်လုပ်လဲဆိုတော့ဆိုင်ဆရာပြီးတော့ခံယူထားပါတယ်တဲ့ adopt the position ဆိုင်ဆရာခံယူထားပါတယ်တဲ့ the universe cannot have any beginning or end စကြဝဠာကြီးမှာအစမရှိလို့အဆုံးလည်းမရှိဘူးဆိုပြီးတော့သူကခံယူထားပါတယ်တဲ့ and states his opinion သူရဲ့အထင်မြင်ယူဆချက်ကိုပြောဆိုပါတယ်တဲ့ that we can never understand ကျွန်တော်တို့ကဘယ်တော့မှနားလည်မှာမဟုတ်ဘူး the universe universe ကိုစကြဝဠာကြီးကိုကျွန်တော်ဘယ်တော့မှနားလည်မှာမဟုတ်ဘူးဆိုပြီးတော့သူကအထင်သူအထင်မြင်ချက်ကိုပြောတယ်တဲ့ the human idea of time and space လူသားရဲ့တဲ့ time အချိန်နဲ့ဒီအာဒီ space အာဂတကိုအာဂတနဲ့ပတ်သက်ပြီးတော့လူသားမှာရှိနေတဲ့ idea တွေကိုအသုံးပြုပြီးတော့ ီ universe ကိုဘယ်တော့မှနားလည်မှာမဟုတ်ဘူးဆိုပြီးတော့ပဲသူကထပ်ပြောတယ်တဲ့လူသားရဲ့အချိန်နဲ့ space ကိုသူနားလည်ထားတယ်ပေါ့နော်လူသားရဲ့နားလည်ထားတဲ့အချိန်နဲ့ space ကိုအသုံးပြုပြီးတော့ universe ကိုဘယ်တော့မှနားလည်မှာမဟုတ်လို့သူဆက်ပြောတယ်တဲ့ပြီးတော့ he argues convincingly ဆိုတော့ယုံကြည်လိုက်ယုံကြည်လောက်နိုင်အောင်သူကပြောပါသေးတယ်တဲ့เนาะလူတွေကိုယုံကြည်လောက်နိုင်အောင်သူကပြောသေးတယ်တဲ့ the universe has a unique nature universe ကတဲ့ လုံးဝကိုတမှုထူးခြားတဲ့သဘာဝတစ်ခုရှိတယ်တဲ့ universe ကပေါ့ထူးခြားတဲ့ nature တစ်ခုဖြစ်ပါတယ်တဲ့ nature တစ်ခုရှိပါတယ်တဲ့ he draws attention to new research ပြီးတော့ဘာဆက်ပြောလဲဆိုတော့သူကလူတွေသမိသတိထားမိအောင်တဲ့သူကလူတွေကိုတဲ့ research အသက်တွေကိုသတိထားမိအောင်သူကလုပ်တယ်တဲ့သူကလူတွေကလူတွေကို research အသက်တွေနဲ့ပတ်သက်ပြီးသူသေသနာအသက်တွေနဲ့ပတ်သက်ပြီးတော့ 3 time ya tu a lou ba de de ai tu yadana atit ya ba byo le so which suggest that other universe may also exist alongside ours တခြားသော universe တွေကလည်းကျွန်တော်နဲ့အတူတူအတူရှင်တွဲပြီးတော့ရှိနေနိုင်နေဆိုတဲ့သူ့ရေသနာအသက်တွေကိုလည်းပဲလူတွေသတိထားမြင်အောင်သူကပြောပါတယ်တဲ့သူကလုပ်ပါတယ်တဲ့လူတွေသတိထားမြင်သူကလုပ်တယ်တဲ့ he briefly summarizes သူကလုံရင်းတူရှင်အတူချုပ်တယ်တဲ့ the view of leading physicists and mathematicians အရန်ကူမှာအရေးပါတဲ့အသင်္ချာပညာရှင်တွေနဲ့ယူဘဝေဒပညာရှင်တွေရဲ့အထင်မြင်တွေကိုတဲ့သူကအချင်းချုပ် summarize လုပ်သွားတယ်တဲ့အချင်းလိုက် summarize လုပ်သွားတယ်တဲ့ disagree ပြည့်သူ disagrees profoundly သူကလုံးဝကူမှာသဘောမတူပါဘူးတဲ့လုံးဝကူမှာသဘောမတူပါဘူး with some of them တချို့တော့ဒီတချို့တော့အတူတူနေပေါ့နော်တချို့တော့ဒီမှာလူတွေသူနှစ်ယောက်ပြောတယ်တချို့တော့အတူတူနေသူကသဘောမတူပါဘူးတဲ့ and draws the conclusions ပြည့်သူကအဆုံးဖြတ်လိုက်ပါတယ်တဲ့ ုံးဖြတ်ချက်ချလိုက်တယ် conclusion ချလိုက်တယ်ပေါ့နော် the science alone cannot solve the mystery of the universe သိပ္ပံပညာတစ်ခုတည်းကပဲဒီ universe စัจ java ကြီးတစ်ခုလုံးရဲ့ mystery လှုပ်ဝဆန်းကျင်မှုကို machine နိုင်ဘူးအဖြေမရှာနိုင်ဘူးဆိုပြီးတော့သူက conclusion လောက်သွားပါတယ်ဟုတ်တယ် okay နော်ဒါလို့ဆိုလို့ရှိရင်တော့ဒီသင်ခန်းစာကိုရအောင်လို့ထင်တယ်ကျွန်တော်လည်းပြောပြတာတော်တော်လေးကိုခတ်ပါတယ် ်အင်္ဂလိပ်ကအင်္ဂလိပ်ဆိုရှင်းတာသိပြီးတော့မခက်ဘူးကျွန်တော်မြန်မာလိုပြောနေတဲ့အသေးစားတွေကတော်တော်လေးခက်ပါတယ်ဗောနော်ဆိုတော့ဘယ်လိုပဲပြချသွားမယ်လို့ကျွန်တော်ထင်တယ်အားလုံးအားဆိုရင် have a nice day ပါနောက်ထပ် lesson တွေမှာပြန်တွေ့ပါမယ်